ထိုင်ဝမ်ကယ်ဆယ်ရေးဖွဲ့ကမြန်မာနိုင်ငံနဲ့ဘာလို့ဝင်ခွင့်မပေးတာလဲအားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့မလ28ရက်နေ့မှာလှုပ်ခတ်သွားခဲ့တဲ့ပြည်အပြင်းငလင်းကြောင့်မြန်မာနိုင်ငံကမန်လီစကိုင်းနေပြည်တော်နဲ့အခြားဒေသတွေမှာပါငလင်းတံကိုဆူဆူဝါခန်းစားခဲ့ကြရပါတယ်။ကြောင်ပြိုကျမှုတွေကြောင့်အသက်ဆုံးရှုံးသူတွေများခဲ့ပြီးတော့လက်ရှိတည်ပြုထားနိုင်တဲ့တိတ်ဆုံးသူဦးရေတင်း3000ကျော်ရှိလာပြီလည်းဖြစ်ပါတယ်။နိုင်ငံတကာကတော့ငလင်းတံကြောင့်အသက်ဆုံးရှုံးသူဦးရေဟာ1000ကျော်ထိရောက်နိုင်ကြောင်းခန့်မှန်းထားကြပါတယ်။ ။ DPSOG အတွင်းနိုင်ငံတကာကလည်းလူသားချင်းစာနာမှုကူညီတွေပေးရလာခဲ့ပါရီ။အချို့နိုင်ငံတွေကငွေအားနဲ့ငွေလင်းပေးတဲ့ပြည်သူတွေပစ္စည်းတွေကိုလူတန်းပေးကြသလိုအချို့နိုင်ငံတွေကလည်းကေဆေးရေးဖွဲ့တွေဆေးလုပ်ပေးခဲ့ကြတာမျိုးတွေလည်းရှိပါရီ။လက်ရှိမြန်မာနိုင်ငံတွဲမှာဆိုရင်လည်းအိန္ဒိယ၊ရုရှား၊တရုတ်၊စင်ကာပူစတဲ့နိုင်ငံပေါင်းစုံကကေဆေးရေးတွေကစာအုပ်တွေအောက်မှာပေးမိပြီးရောအသက်ရှင်နေသူတွေရောတက်ဖို့တွေကိုပါကဲထုတ်ပေးနေပါရီ။ဒါပေမဲ့လည်းမြန်မာနိုင်ငံကိုကူညီဖို့အတွက်လာရောက်ခဲ့ပေမယ့် ဝင်ခွင့်မရတာကြောင့်လှည့်ပြန်သွားရတဲ့နိုင်ငံတစ်နိုင်ငံလည်းရှိပါသေးတယ်။အဲနိုင်ငံကတော့ထိုင်ဝမ်နိုင်ငံပဲဖြစ်ပါသေးတယ်။အဖွဲ့ဝင်136ရောက်အထိပါဝင်တဲ့ထိုင်ဝမ်ကယ်ဆယ်ရေးဖွဲ့ဟာကယ်ဆယ်ရေးပစ္စည်းရှာဖွေရေးခွင့်တွေမြန်မာနိုင်ငံကိုရောက်လာခဲ့ပါသေးတယ်။သူတို့ကလေးစိတ်မှာနိုင်ငံပေါင်း48နိုင်ငံကြာအောင်ခွင့်ပြုချက်ရဖို့အတွက်ထိုင်ဆောင်နေခဲ့ကြပါသေးတယ်။ဒါပေမဲ့လည်းသူတို့ကမြန်မာစိုးရထံကနေခွင့်ပြုချက်မရတာကြောင့်လှည့်ပြန်သွားခဲ့တာဖြစ်ပါသေးတယ်။ကယ်ဆယ်ရေးဖွဲ့တွေကိုဝင်ခွင့်မပေးရနဲ့ပတ်သက်ပြီးတော့အမြင်အမျိုးမျိုးကွဲပြားနေကြပါသေးတယ်။ ဒီလိုဝင်ခွင့်မပေးရတာဟာဆိုရင်လေအကြောင်းမေးတော့မဟုတ်ဘဲနဲ့နိုင်ငံရေးတန်တမာရေးရာအပိုင်းတွေနဲ့ဆက်ဆက်နေပါရင်ထိုင်ဝမ်ဟာဆိုရင်တော့တရုတ်နိုင်ငံကနေခွဲထွက်ဖို့အတွက်ကြိုးစားနေတဲ့နေမြေတစ်ခုပဲဖြစ်ပါရင်မြန်မာနိုင်ငံဟာတရုတ်နဲ့တန်တမာရေးဆက်သွယ်မှုရှိနေတဲ့နိုင်ငံဖြစ်ပါရင်တရုတ်ရဲ့ One China Policy ကသူတို့ရဲ့တန်တမာရေးဟာရှိနေတဲ့နိုင်ငံတွေဟာထိုင်ဝမ်ကိုနိုင်ငံတစ်ခုအနေနဲ့သိမဲ့ပြုလို့မရပါဘူးထိုင်ဝမ်ကေဆေးရေးဖွဲ့ကမြန်မာနိုင်ငံကိုကေဆေးရေးလာတဲ့အချိန်မှာထိုင်ဝမ်နိုင်ငံဆိုတဲ့အမည်နဲ့လာခဲ့တာဖြစ်ပါရင် ဒါကြောင့်လက်ခံလိုက်မယ်ဆိုရင်ထိုင်ဝမ်ကိုနိုင်ငံထူးအနေနဲ့လက်ခံရရောက်သွားမှာပဲဖြစ်ပါတယ်။ဒီလိုဆိုရင်တော့မြန်မာနိုင်ငံဟာတရုတ်နဲ့တတမန်ရေးရာကိုပြတ်တောက်ရတော့မှာပါ။ဒါကြောင့်မလို့ထိုင်ဝမ်ကယ်ဆယ်ရေးဖွဲ့ကိုဝင်ခွင့်မပေးတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးဆိုရင်တော့အမေရိကန်လိုနိုင်ငံကြီးကတောင်မှထိုင်ဝမ်ကိုဝင်ခွင့်ပေးလို့မရပါဘူး။တကယ်လို့သူတို့ကသာတရုတ်ထိုင်ဝမ်ဆိုတဲ့နာမည်နဲ့လာမင်းဆိုရင်တော့ဝင်ခွင့်ပြုလို့ရနိုင်ပါရင်။ဟောင်ကောင်ကစေးဖွဲဆိုရင်လည်းလက်ရှိမှာမြန်မာငွေလင်းတွေလာရောက်ကူညီပေးနေပါရင်။သူတို့ဆိုရင်လည်းတရုတ်ဟောင်ကောင်နာမည်နဲ့လာရောက်ကြတာကြောင့်ပြဿနာမရှိဘဲနဲ့ဝင်ခွင့်ရပါရင်။လက်ရှိမှာထိုင်ဝမ်ကိုနိုင်ငံဖြစ်သိမဲ့ပြုထားတဲ့နိုင်ငံကစတဲ့နိုင်ငံပဲရှိသေးတာဖြစ်ပြီးတော့အဲ့ထဲမှာနိုင်ငံကြီးတွေတော့မပါဝင်ပါဘူး။အမေရိကန်အားဆိုရင်လည်းထိုင်ဝမ်နဲ့ဆက်ဆံရေးကောင်းတွေရှိတယ်ဆိုပေမဲ့နိုင်ငံအနေနဲ့သိမ ွယ်ပြုတ်ထားတာမျိုးတော့မရှိသေးပါဘူး။ဒါကြောင့်ထိုင်ဝမ်ကေစီဖွဲ့မြန်မာနိုင်ငံကိုဝင်ခွင့်မရတာဟာဝမ်ဆိုင်နာပေါ်လစ်စီအားထိုင်ဝမ်နိုင်ငံအနေနဲ့လာရောက်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။အခုလိုအခြေအနေမျိုးမှာပြည်သူလူထုကိုစိတ်ဆင်းရဲစေမယ့်စကားအသုံးလုံးများနဲ့ဝါဒမိုင်းဖြက်မှုများကိုမပြုလုပ်ဖိနေလူလူချင်းစာနာမှုတရားထောက်ထားပြီးတော့ ကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ဝိုင်းဝန်းကူညီကြဖို့အတွက်တိုက်တွန်းပြောဆိုကြမှာရရှင်။အာဘီနာစင်ကေဂျာရီပြည်သက်တယောက်ချစ်စီတိုင်းလေးတဘောမဘီအန်ရေကလုကင်းပြီးတော့တာယာပြောင်းရွှင်တဲ့နေ့ရက်တွေဖြစ်ပါစေရှင်။